မောင်ရင်တို့စပိန်စီးရန်ကစားနေကြတာပါကစားနေကြတာလည်းတခြားနေရာမဟုတ်ပါဘူးစစ်တပ်ထဲစစ်တပ်ဒလေးရအဝင်ထွက်မှာဂိတ်တွေရှိရဲ့တာမန်လူတွေစပိန်နဲ့ပဲဖြတ်မယ်ဆိုလို့ရှိရင်ဂိတ်ရှိမှာချီရင်တွန်းပြီးသွားရမယ်လူတို့ကလည်းစပိန်တော်အနိုင်နိုင်ခစ်ဆိုတော့တခြားရင်မှာမရှိပဲကာလက2006ဝန်းကျင်တော့ထင်ပါတယ်မောင်ရင်တငယ်ချင်းကစစ်တပ်ဒုအရာခံဘူတယောက်ရဲ့အသားအဲ့ရာဒူးဆိုတာဘိုးအဆင့်တော်မဟုတ်ဘူး ကျက်စုတော့တယ်မယ်ခရမ်းမင်ပေါက်နေတယ်လို့ပဲသူ့အောက်မှာဘာမှလူရသိပ်အသွင်းမခံရတဲ့အငယ်တန်းစစ်တီတွေပဲရှိရဲ့သူ့အပေါ်မှာတော့ယာရူကြီးတောင်း6တောင်ပေါ့ဒီလိုနဲ့ဂိန်းသားအယောက်မှာမောင်ရင်တငယ်ချင်းကစစ်တပ်ကထုတ်ပေးထားတဲ့ဘားဒန်းစပိန်ကိုခက်မြန်မြန်နင်းလိုက်ပြီးတော့ကြီးနေဟဲ့အောင်လေလို့ကြုံသွားသွားလေရဲ့ ေထဲကစစ်သားတွေကဟောက်မင်းတို့ရက်ရမှာမသိဘူးလားဘာညာဟောက်စားငေါက်စားလဲလို့ဟိုကောင်ကရက်ချင်ရမယ်မရက်ချင်မရက်ဘူးငါကတော့ဘယ်တက်ကအဓုရာခံဘူးရဲ့တားကွာဂိမ်းမောင်တို့အကုန်ကြောင်းကုန်ပါလာတဲ့တငယ်ချင်း၄ယောက်၃ယောက်ကစစ်သားသားသမီးမောင်ရင်တယောက်ပဲအရက်သားဒါပေမဲ့မောင်ရင်မိဘနှစ်ယောက်လုံးကတော့စစ်သားမဟုတ်တဲ့တခြားဝန်ထမ်းတွေခိတ်ဆောင်တွေတော့ရှိန်နေနေလေးရှိရပါဘို့ကအနည်းဆုံး၄ဝနဲ့ထုရင်ကွဲရကြီးသေးဒါပေမဲ့ ိုကောင်အကျဉ်းကောင်းလာနဲ့ဘာမှတော့မထိလိုက်ပါဘူးအဲ့တော့ကငါတို့ဂိတ်ဆောင်စစ်သားတွေကိုကြောလိုက်နိုင်တယ်ဆိုတဲ့စိတ်သက်ဟမ်ပက်လက်စည်းကမ်းကြီးတုံးဟာလို့တွေးမိပြီးတော့ပူချောင်ချောင်နဲ့ရည်လဲရည်မိပါတယ်အေးလေမင်းတို့စည်းကမ်းရာဓုမြင့်တဲ့လူတွေမကဘူးတားလမီးပါ လိုက်နာကြရမလို့တဲ့အပြင်အာနာပါပြလို့ရာသေးတာ2013လောကတန်းရွှေမီရန်ကုန်မှာသူ့ကားဖြတ်တာကိုမိဝါသွားလို့ဆိုပြီးတော့မော်တော်ပီကယ်ဘဲဥကိုလက်သီးနဲ့ဆင်းထိုးတာပဲကြည် ဒါတောင်သူတို့ခေတ်သိမ့်မဟုတ်ရှင်တော့ဘူးသိမ့်သိမ့်ခေတ်ဖြစ်နေပြီမယောဩဇာကိုကြောက်လို့မိစိန်လဲပြောင်းပေးရသေးအထိုးခံရတဲ့အပြင်ကိုအဲ့ဒီဘဲဥကိုအတွင်းမှာလဲအထိုးကြိတ်ထက်ခံလိုက်ရတယ်ညံတဘုံထညံတဘုံထညံတဘုံထညံတဘုံပေါ့ကတ်ကနေကြိုးစားပါတယ်ထုံးစံအတိုင်းခက်ကြက်ကြီးထဲမှာတည်ငါငယ်ပေါက်တွေရှာဖွေတွေးရှိပြီးတော့ဘွာမောဖြေနိုင်ကြပါစီအကြောင်းနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ကမောင်ရင်ပါ ခုကရှေ့မှာဂုံတရေရှိလူကြီးများများခမားဆိုပြီးတော့ကြီးတက်တက်တင်ပြခဲ့တဲ့တိုင်းပြည်တွင်ဝန်ထမ်းတွေအကြောင်းရအပိုင်းဆက်ဖြစ်ပါတယ်။ဒီခါကတော့မောင်ရဲ့ငယ်ဘဝဝန်ထမ်းမိသားစုတိုင်ဝမ်ကြားကျင်လည်ခဲ့ရတာရဲ့ဝန်ထမ်းလောကတချို့အကြောင်းလေးတွေကိုဆက်လိုက်ပြီးထိုးသလိုပိုလစဒီစထိုးပြဖို့စိတ်ကူးထားတယ်။သို့တော့စစ်တပ်မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အများကြီးမပြောလို့တော့ပါဘူး။ဆိုင်ရန် channel တွေမှာလည်းမောင်ရင့်ထက်ခေစီတွင်းကြပြောနေကြတာတွေအများကြီးပါ။ Yeah. ချင်းဟာ2000ခုနှစ်ကထွက်ခဲ့တဲ့ကြည်နူးဝယ်ရမိသားစုတေးများဆိုတဲ့စီးရီးရဲ့တချင်းတစ်ပုဒ်ပါအဲ့ဒီကာလမှာအလွန်ခက်စားခဲ့တဲ့ဖီဖီကြီးကိုချစ်တယ်လို့တရိษံဥယင်သွားတဲ့မိသားစုတင်းငွေတွေလို့တချင်းတွေပါတဲ့စီးရီးနောက်တော့ခြေနေကောင်းမှန်းသိရတဲ့နိုင်ငံသားတချင်းတွေရောမြန်မာတချင်းဟောင်းတွေပါရောမှုပြီးတော့အတွဲလေးအထိထုတ်လိုက်ကြသေးရဲ့အဲ့ခင်မှာဖြော်ဖြေးရေးထွေထူးမရှိတာမို့လို့ကလေးတွေတက်တက်လှုပ်ကြိုက်ကြတာလည်းသိကြပါလိမ့်မယ်ဒါတောင်သူများရင်သွားကြည့်ရတာ အပေါ်ဆက်အောက်ဆက်ကလူတိုင်းဝန်နိုင်တာမဟုတ်အပေါ်ဆက်ရှိပြီးတော့အောက်ဆက်မရှိရသူတွေကလည်းများပါတယ်ဒီနေရာမှာရည်စရာပြောရလို့ရှိရင်မောင်ရင်ပြောင်းမြန်အကြောင်းကံရှိပုံက CD အောက်ဆက်ကြီးအရင်ရပြီးမှအပေါ်ဆက် TV မရှိလို့ဘုံပြရတဲ့ TV မှာမောင်ရင်တို့အိမ်ဟာအောက်ဆက်နဲ့အသုံးတော်ခံရတာပါပဲဘာလို့ဆိုတော့အဖေအထက်ရာရှိရနယ်ပြောင်းရလို့ရှိရထုတ်ရောင်းတဲ့အခါမှာအောက်ဆက်ကြီးဝယ်ထားလိုက်ရတယ်ဆိုပါတော့နောက်ထပ်လာကြပြီးမှ TV တစ်လုံးရှိလာတယ် ဒါပေမဲ့မရှိတဲ့လူတွေမှာအပုံကြီးပါပဲအနီးနားရက်ကွက်ကလူတော်တော်များဝန်ထမ်းအရာတွေလာကြည့်ကြရတယ်လျှက်စင်ပြီး3-4နာရီစာအတွင်းမှာအိမ်တွေအိမ်တွေဆိုတာဗီဒီယိုယုံနေလို့ပါပဲညနေတိုင်းလဲအင်ယာထဲမှာကာရာအိုကေတန်းကြီးချိန်သေးနေမောင်ရင်တော်မှသာသနာတဝက်ရာသာတစ်ဆက်တည်တဲ့ခိုင်မြဲရှိကြစီတော်လို့မင်းခါလူပေါင်းညီညာဖြတ်ဖြတ်ရှိကြပါသေးတော်လို့ခဲလိုက်ပါသေးရဲ့မသိရင်ဟိုကောင်တွေကိုပိတ်ပိတ်ပေးနေသလိုနဲ့ကြီးကောင်ဝင်လာမှ ဝီစကီတစ်ခွက်ဘီယာတစ်ဖက်တည်တန့်ခိုင်မြဲရှိကြသေးသောဖြစ်ကုန်တာဘလောက်ဆိုချင်းချင်းကလေးတွေကိုဦးစားပေးဖွင့်ပေးရတာဆိုတော့ခုနကជីနူးဘော်ရမိသားစုတေးများအခွေကပထမဦးဆုံးပနာမာတချင်းခွေပဲသို့တော့မောင်ရင်တို့အပါဝင်လာကြည့်နေကြတဲ့မိသားစုတော်တော်များများ လက်တွေဘွားမှာဘယ်သူမှជីနူးဘော်ရမများခဲ့ပါဘူးအခက်ခဲများစွာကိုမိသားစုစိတ်ဓာတ်နဲ့ဖြတ်သန်းခဲ့ရတဲ့ဆိုပေမဲ့ခက်ကဝန်ထုတ်ဝန်မှုပေးထားတဲ့အခက်ခဲအပိုများစွာကတော့ရှိခဲ့တယ်လေ ထမင်းဝိုင်းမှာတချင်းဆိုရစင်းရတာရှိတယ်။တက်ကြီးရည်နဲ့ညားလိမ့်မယ်စသဖြင့်လေဖန်းဝန်းတန်းကြီးပြောကြပြီမဲ့စားရတဲ့ထမင်းဝိုင်းကိုကြည့်တော့ငပိကြီးတို့စရာတောင်းအနိုင်နိုင်။မောင်ရင်မြင်ခဲ့ရတဲ့အောက်ခြေဝန်းတန်းမိသားစုရဲ့စားဝတ်နေရေးဆိုတာဝက်စကြီးမှတရှုံရှုံပဲ။ဘတော်ရဲနေခဲ့ကြရတာ။အဲ့ဒီတော့ခုခေတ်များလိုပဲအကြက်တဲတွေကြောင့်ပြပထွက်လုပ်လို့ရတဲ့သူတွေကြံရမဲ့ဝန်ထမ်းဘဝကိုရတဲ့အပေါက်ကရှာပြီးတော့ရွေးလိုက်ရတဲ့သူတွေမှလည်း လက်ညှိုးထိုးမလွဲပါဘူးအဲ့ဒီခေတ်ကဝန်ထမ်းတွေမှာပညာရေးတပိုင်းတစားနဲ့အများစုကဘွဲ့မရကြတော့ယာလူတိုးဖို့ခွင့်လန်းလဲနေခဲ့ကြပါတယ်ဌာနတွင်ကြီးနိုင်ငံညှင်းမျိုးစုံကိုပြီးခံနေခဲ့ကြရတယ်လိန်မာလားဆိုတော့လေ၁၀ယောက်မှ၅ယောက်ကမူးနေပြီးတော့၃ယောက်ကလန်ကစားဆွဲနေတယ်ရွှေထီးဆောင်းစင်ကဝယ်ခဲ့တဲ့အပေါ်ဆက်အောက်ဆက်တွေဆိုတာကလည်း၃လေးနှစ်တွင်းမှာအပေါင်းဆိုင်ရောက်လိုက်ရစ်ကြနဲ့ရောင်းလိုက်နဲ့ဝယ်ရင်ကတော့အစိတ်ပဲ ောင်ရင်းရွေးရင်းနဲ့300နဲ့အစိတ်ဖြစ်သွားတယ်ဆိုတော့ဓာတ်စီဓာတ်ဆန်ပြက်လုံးလို့ဖြစ်သွားပါတော့တယ်အဲ့ဒီကနှစ်ယောက်လောက်ကတော့အကောင်းအဲ့ဒီနှစ်ယောက်ထဲမှာတခါတယောက်ကအချီနေကြည်တော့ဒါမှမဟုတ်ကောင်းဆိုသူတို့စံနှုံးရကောင်းတာသူတို့စံနှုံးမှာလိမ်မာတယ်ဆိုတာလက်ပြအောင်ယာရူတိုးအောင်ဘွားရှိရေးကောင်းငင်ငင်လေးလုံနိုင်တဲ့လူမျိုးကိုဆိုလိုတာပါသူတို့ရွေးချယ်လိုက်ရတဲ့လမ်းပါပေါ့ဒါမှဒီလမ်းရွေးပြီးတော့ဒီအကျဉ်းစိုးတွေကိုတစ်သက်လုံးကျင့်သုံးတာကြတော့ဘယ်လိုပြောမလဲရက်ကလေးခဏနီခဏနဲ့ဆေးရုံတွေ ကျောင်းတွေကနေဖြတ်ခုတ်စားတော့ကြတယ်မဟာကျေးဇူးရှင်သေးဘက်ပညာရေးဘက်ဝန်ထမ်းတွေရောစစ်ခွေးတွေကတော့ကန်းကုန်တယ်တခြားဌာနဆိုင်ရာအားလုံးကိုခွေးဘူတက်လို့တလူမျိုးတနက်နဲ့အာနာနဲ့အညာကင်ထားတာကိုလူတို့ရေ20ရာစုအကုန် 20ရာစုစောပိုင်းကာလတွေမှာလည်းမြမပြည်အခြေအနေဟာတည်ငြိမ်လှတယ်လို့မဆိုနိုင်ဘူးစစ်ပွဲတွေကလည်းမဆဲသေးဘူးဒါပေမဲ့ရှေ့ကာလမှာဖြစ်ခဲ့တဲ့နိုင်ငံရေးလှိုင်းလုံးကြီးတွေလို့၈၄လုံးလို့90ရွေးကောက်ပွဲတွေလို့အလှုပ်ခတ်ရမ်းကြီးမရှိကောင်းဆန်းစုကြည်ကိုပြန်လှုပ်လိုက် ပြန်ဖမ်းလိုက်နဲ့နိုင်ငံတကာနဲ့အပြိုင်ဗိုလ်သန်းရွှေတို့ရှင်ရံတော်စူးရောက်နေတဲ့ကာလ ။တန်းရွှေဟာတခြားလူယုံမာတွေထက်ပိုဆူးရောက်တယ်လို့ပြောနိုင်တယ်။သူ့ကိုပုံကံမှာဆိုလို့ဘယ်အစိုးရဌာနမှမဆိုသွေးခွဲအုပ်ချုပ်စရာမျိုးဇက်တူသားစားတဲ့အခါမှာလဲထက်ကကောင်းကိုရောအောက်ကကောင်းကိုပါကြွကြွဝါပြစ်လိုက်တာမျိုးတွေမြင်ခဲ့ကြရမှာပါ။ပြည်သူတွေကိုတန်မဏိညွန်ကြားချက်တွေထုတ်ပြီးတော့ကျူးတုတ်ထားခဲ့တာဆိုတော့အဲ့ဒီကာလကလည်းရှေးရောင်နေရတူတော့မဟုတ်မနေဘူးပေါ့။လူတွေကြားမှာလွတ်လပ်စွာတွေးခေါ်ပြောဆိုဖို့နေနေတတ်တာလက်ဖက်ရည်ဆိုင်ထဲတောင်နိုင်ငံရေးဆိုင်ရာအတုံးတုံးတွေနာမည်တွေထုတ်မသုံးဖြစ်ဖို့ ိုယ့်ကိုယ်ကိုစဉ်းစားဖြတ်နေကြရတဲ့ကာလဖြစ်ပါတယ်အခုကာလလို့ပေါ့ခုကာလမှာလဲအွန်လိုင်းမှာအကောင့်တူနဲ့ရှောက်ဆဲဖို့တောင်အခြေအနေမကောင်းဘူးအဲ့တော့ဝန်ထမ်းအင်အားတွေမှာ BBC နဲ့တခြားနိုင်ငံခြားအလွှတ်နဲ့သတင်းတွေကိုခိုးဖွင့်တာမျိုးရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့မောင်ရင်နေခဲ့တဲ့ဆယ်နှစ်လောက်မှာဝန်ထမ်းအင်အားတွေတဲ့အဲ့လိုသတင်းတွေလုံးလုံးမဖွင့်တဲ့လောက်ပါပဲဒီအစားငွေဆိုတာအလကားပါဆိုရဲတဒနာနဲ့ကြည်နူးဝော်ရမိသားစုတေးတွေပဲလှိမ့်နှားထောင်ခဲ့ကြရတယ်။ဂျားထဲမှာစာနယ်ဇင်းခစ်ဆိုတာ နာမင်းဆွေတို့ရွှေတီးဆောင်ခဲ့တဲ့ကြေးမုံမြမအလင်းမှာယူကြရတော့ဒါပဲဖတ်ပေါ့အပေါ်ရန်ရွှေမုံကျဲတဲ့ဖရာဒါကကြီးတို့စေနာရှင်ကြီးတို့ရဲ့အလူသင်းတွေပဲဖတ်ပေါ့မွေဆိုရာအလကားပါနဲ့မောင်ရင်တို့အပေါ်ရန်ရွှေမုံကျဲခံနေရတော့ရွှေငွေထုတ်ကြီးရဲ့လူလူမြက်ကြီးကိုအကျိုးမြတ်ကိုစီခွဲယူနေကြတဲ့လူစုကတော့ချမ်းသာတဲ့ချမ်းသာလာကြတယ်။မွေးဆေးဝါးလောက်တဲ့ကောင်းနေဆိုလို့ရှိရင်မျက်စိရှိရင်ချမ်းသာလာတာအင်မတန်သိတာထင်ရှားတယ် ချမ်းသာတော့မြမလူဖွဲ့စည်းရလဲသူ့ဟာသူဇိမ်ကောင်းဝမ်းဖြစ်နေဘူးလေလူရသွင်းချလိုက်တာပါပဲကိုရိုင်းကဆင်းရတော့အားကြမျောကိုတာကိုဌာနဆိုင်ရာတွေနဲ့လူမသမားတွေစုပြီးတော့လူရရဲ့မျက်ရည်ကိုဝေစုခွဲတယ်လို့ပြောရဲတာကကိုရိုင်းမြင်ခဲ့ရတဲ့မြင်ကွင်းတချို့ရှိခဲ့လို့ပါခင်ဆက်ဆက်ကငွေပေါပေါတီတီရတဲ့နေရာတွေကိုရွှေပြောင်းကြတဲ့အခါမှာအထက်အရာရှိဆိုသူတွေကိုလက်ထိုးရပါတယ်ဒါကြီးနိုင်ငံရင်ဇတုကအကွက်တစ်မျိုး မြမပြီးမှနေဘယ်ကမလဲခြားစားတဲ့နေရာတိုင်းပုံသေးသဘောဖြစ်နေတာဒါမှမဟုတ်ပေါက်စည်းလူဖြစ်နေတာပေါ့ဥပမာထိုင်းဘက်မှာဆိုလို့ရှိရင်လည်းနန်ဆက်ဂိတ်တွေဖက်ကိုတာဝန်ကျခြင်းလို့ရှိရင်ငွေဘလောက်ပေးရတယ်ဆိုတဲ့ပေါက်စည်းမျိုးရှိတယ်လူတိုင်းသိရရုပ်အချက်ဆိုတာအဲ့ဒါအဲ့လိုငွေပေးပြီးပြောင်းရတဲ့အခါမှာအဲ့ဒီငွေတွေကိုကြည်ဖို့အသက်တန်ရှာတော့တာပေါ့ရှာလို့ငွေရမှန်းလည်းသိအကျွေးလဲကြည်ရောအဲ့ဒီအကျင့်ကစွဲသွားတော့တာပဲအာနာပြရတာကိုလည်းမူးရသွားပြီလေ thank you နိုင်ငံတော်ကလမ်းကြောင်းတွေမှာငွေပိုရတဲ့နေရာပြည်သူတွေမဖြစ်မနေအသုံးပြုရတဲ့လမ်းကြောင်းမြို့ရွာတွေမှာတာဝန်ကျဘူးဆိုတာဈေးကွက်ဖြစ်နေတဲ့အပြင်ကိုအဲ့ဒီနေရာတွေဟာဝန်ထမ်းပေါက်စရတွေအတွက်ခက်ကွင်းတွေလည်းဖြစ်နေတယ်။အစိုးရဝန်ထမ်းဆိုသူတွေကလည်းသူတို့လက်စားတာကိုပေါ်တင်ဝန်ခံတာပါ။ဈားတော့ဘာဖြစ်လဲ။မင်းတို့အစိုးရတွေငါတို့ကိုလုံလောက်အောင်ပေးလို့လားနဲ့ဂျာကြီးဆက်ခင်းကြတယ်။အဲ့ဒီနေရာမှာကျတော့သူတို့ဟာဘာစည်းကမ်းဘာကျင့်ဝင်မှလိုက်နာကြရမလို့ရဲ့လူတွေထားနဲ့အစိုးရလက်ကစားလို့ခံယူခဲ့ကြတဲ့လူတွေဟာလက်ပေးလက်ယူ ကိစ္စလည်းကြာသွားသူတို့အစိုးရနဲ့မဆိုင်သူလို့အတန်ထွက်လာတာပေါ့စစ်တပ်ကလည်းဒီလိုမဖြစ်ဖြစ်အောင်လုပ်ထားတာဆိုတော့ရှက်စရာလို့တသက်မမြင်ခဲ့ဘူးဒါကြောင့်ဒီလိုစကားမျိုးတွေမောင်းရင်ဝေဖန်နေတာဖြစ်ပါတယ်နှစ်ပြားတစ်ပွဲကိုခွာညှင့်နေတဲ့ဝန်ထမ်းတွေအုပ်စုလိုက်ငွေကိုဖဲဝိုင်းလို့ဖျာခင်းဝေနေတဲ့လူတွေအများကြီးမောင်းရင်မြင်ခဲ့ရပါတယ်ဤစရာထပ်ပြောရလို့ရှိရင် မောင်းရင် ရန်ကုန်ကနေပြီးတော့ကိုးစားတီကိုမှတ်ပုံနဲ့လဲဖို့ပြန်တော့လမ်းမှာမှတ်ပုံနဲ့အစ်စ်ခံရရော စစ်တပ်ကမှတ်ပုံနဲ့အသက်ကြော်နေရတဲ့ရစ်တော်တာပေါ့။မောင်ရလည်းပတ်စံကဇတိလောက်နဲ့မပြောသေးစားပြီးလိုက်လာတာတိတ်မပေးခြင်း။ဒါမျိုးဖြစ်မှာဆိုလို့မိဘတွေဝန်ထမ်းဖြစ်ကြောင်းခိုင်လုံတဲ့စရွက်စတန်းကြီးအင်အားတောင်းလာခဲ့တယ်။သို့တော်ဟိုကောင်ကမရဘူး။အတင်းဒါကတက်တန်းလွန်နေပြီဘာညာ။တက်တန်းလွန်လို့သွားလောက်တာလေ။ထောက်ခံစားတွေလည်းပါတယ်လေ။အဲ့ဒါလည်းမရဘူး။အခန်းထဲခေါ်သွားပြီးတော့ရုပ်ကြည့်ပတ်စံတောင်းတော့တာပဲ။သူပြောတဲ့ထဲပါတာကမှတကယ်ရရတာပါ။မိဘဝန်ထမ်းမှလည်းသိရော။ ညီလေးရဲ့မင်းသီးရဲ့အတိုင်းပဲကွာတဲ့အဲ့ဒီမှာတရောင်းစားဥပဒေနဲ့မို့လို့900ပေးခဲ့ရတယ်900မနှဲပါဘူးအဲ့ခက်ကစိတ်ထဲရည်လဲရည်ချင်ပါတယ်ငါဝတ်လဲတာများလားပေါ့ဒါပေမဲ့နောက်10နှစ်ကြာလဲဒီစနစ်ဟာရှိနေသေးဖြစ်ပြီးတော့နောက်နှစ်20ကြာလဲဒီစနစ်ဟာရှိနေပါတယ်နိုင်ငံတွင်းရန်ထွက်မဲ့လောက်ကတာလီမီတယောက်လီစိတ်ကိုဖြတ်ဖို့တင်းရာကြီးမပြည့်အောင်တမဲ့ပေးခဲ့ရတဲ့လူတွေမောင်ရင်တို့ကြုံဘူးတယ်ဒါကြောင့်ဒီစကားတွေကိုချီးချောက်ရည်နူးရတာပါ မကောင်းမှုလုပ်လို့ဟုတ်လည်းရဲဆိုတာထက်မကောင်းမှုကိုထွန်းကားခွင့်ပေးထားတဲ့စနစ်ကလည်းအဓိကအဖြစ်ဖြစ်ပါလိမ့်မယ်။ဒီနေရာမှာမင်းဝန်ထမ်းသားမီးဆိုတော့သူတို့ရှာထားတာကိုတစ်ဆင့်ခံသုံးစွဲသူမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။တကယ်လည်းအမေးခံခဲ့ရတာကိုအဲ့ဒါကဂလုံးစောသားသမီးတွေကိုတချို့အမြင်ကျင်းတဲ့လူတွေကဆက်ဆံတယ်လို့ဖြစ်သွားတယ်။ဒီအချိန်ဒီမှာစင်ရင်တုံတရားရှိတဲ့ဝန်ထမ်းတချို့တွေဟာတခြားနီလာနဲ့ငွေကြေးပူလုံအောင်လုပ်ပြီးတော့ သူတို့လုပ်လို့ရရလက်နဲ့တာသမီတွေကိုပြုစုပိုးထောင်ခဲ့တာပါ။မောင်ရတော့ဆယ်လန်းအောင်နဲ့နှစ်မှာပဲမြို့တက်ပြီးတော့တဝန်းတစ်ခါအတွက်ကျင်လည်ခဲ့ပါတယ်။ဆယ်လန်းအောင်လည်းလစာနဲလှပြီးတော့ချစ်ကုတ်တက်တဲ့မူလာတန်းចောင်းချရာအမေဖြစ်သူကစီမံလို့တာ။ဖတ်မှတ်တင်ကြားရတာတွေမှာလည်းចောင်းနိုင်ငံသားတွေကလက်ပေးလက်ယူတို့ရန်သူကနေပြီးတော့ကိုလိုနီခေတ်နောက်ခံစုံနောက်ဝတ္ထုတွေထဲတိသက်ဆိုင်ရာဝန်ထမ်းတွေရဲ့ခန့်ညံ့ညံ့စိတ်ဓာတ်တွေကိုနှိမ်ချရေးခဲ့ကြတဲ့အခါမှာနှိမ်ချတဲ့အလုပ်လိုပဲတရသေးစွဲနေတယ်။ဒီပြင် လက်တွေဘွားမှာမောင်ရင်လည်းအကျိုးထူးသိက္ခံစားခဲ့ရတာမဟုတ်တော့ဒီဟာရီကိုမကြိုက်လို့တိတက်စားကြတဲ့ခက်ခေါဝါနေခဲ့တယ်လို့မမထန်ထန်ဆိုနိုင်ပါတယ်ပြောစရာကြီးအတော်ပြောလာတာတောင်မှပြောစရာအကြံပါသေးတယ်ဗျာကြီးချောက်ရည်နူးတာတွေမကဘူးခြေရင်းထဲမှာတူးနေရတယ်လို့ဖြစ်နေပါပြီ မောင်ရင်တို့ဘွားတွေကိုလည်းခြေရင်းဆွဲဆွဲချနေတာကိုမောင်ရင်ကဝလန်းလောကဆိုင်ရာကိစ္စတွေကိုဒီဘိုင်းမှာတခန့်ရက်ချင်တော့မှတ်သားထားတာလေးတွေကိုအချိန်ယူပြောချင်ပါသေးတယ်တိခံတော်မူရပါကိုလူတို့ကြီး ကဲပြောလတ်စပုံမြင်အပုပ်စုလေးတွေကိုပဲဆက်ပြောရလို့ရှိရင် နောက်ထပ်မြင်ဝင်တစ်ခုကတော့2021အာနာသိမ့်ပြီးနောက်ပိုင်းတော်ရင်းတနေရာကဆွေးမြူဖွဲအရဝိုင်းလေးပဲဖြစ်ပါတယ်ညီကိုလိုရဲဘော်ရဲဘက်စိတ်ဓာတ်တွေနဲ့တိဆောက်ထားတဲ့အဲ့ဒီအရဝိုင်းမှာဝရန်သားသမီးကြီးပဲ၄ယောက်လောက်ပါတယ်ဌာနကတော့အစုံပေါ့အလုံးထဲမှာအသေးဆုံးကတော့ထောက်လန်းကြီးသားသမီးတယောက်ခင်ညွန့်တို့အုပ်စုကိုတန်းရွှေဇက်တူသားစားတော့ ထောင်လိုင်းရဲ့အကောင်တွေရဲ့အိန္ဒိယန်တွေမှာရွှေငွေတွေထည့်ထားတယ်လို့ထောင်နံပတ်စံတွေအပုံလိုက်ခန်းထဲမှာမှုတက်နေတယ်လို့ကိုလူလူကြားဝူးခဲ့ကြပါလိမ့်မယ်။အဲ့ဒါတွေကအဟုတ်ဖြစ်ကြောင်းမောင်ရင်တို့ကသူကပြောပြ။နောက်သူတို့အဖြုတ်ဖန်းတွေခန်းကြတော့ရုတ်တရက်ဆင်းရဲသွားပြီးတော့ဘဝကိုရုန်းကန်ရပုံကိုငိုချင်းရှီချနေတာပေါ့။ဒီအချိန်မှာကိုလူလူဆိုရင်ရောဘယ်လိုခံစားရမလဲ။ ထောက်ပြုတ်တော်တော်များများဇက်နာပြနေကြပြီမဲ့သူတို့အစွဲဘွားတွေကအစအခြေပြက်လာတယ်ဆိုပြီးတော့မများဆဆမမြင်ရပါဘူးနိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာခဲပုတ်ရီတွေတောက်နေရချိန်မှာသူတို့ကအေးဆေးပြန်လွတ်လာတော့လဲဗျူဟာရဲ့ခစ်စားခဲ့တဲ့တခြင်းအရလိုပဲရွှေတောင်ကြားမှာစိုက်ကနက်ကားနဲ့တိုက်နဲ့ထားနိုင်တယ်နေဝင်းမီးတအုပ်ကိုပဲကြည့်ဒါအာနာရှင်အဆက်ဆက်ဂုတ်သွေးလက်ဆင်ကန်စုံနေကြတယ်ဆိုတဲ့တတ်သိပါပဲကဲနောက်ဆုံးအပိုင်းကိုရောက်ပါပြီဒီတစ်ခါဆက်လိုက်မိရတော့မောင်ရင်ခေါင်းပေါ်မှာပေါ့ စာနယ်ဇင်းတွေပြန်ဖွင့်ပေးလိုက်တဲ့2017နောက်ပိုင်းကာလမှာမောင်ရင့်စိတ်ကူကစာနယ်ဇင်းပညာသင်ယူပြီးတော့အဲ့ဒီပညာနဲ့ရှေ့ဆက်ဖို့ပါဒါပေမဲ့တမျိုးလုံးဝန်ထမ်းဆိုတော့ဝန်ထမ်းမဲ့တမျိုးလုံးကဖြစ်စေခြင်းရောငငယ်ကတော့ဆရာဝန်မဟုတ်ရင်အင်ဂျင်နီယာဖြစ်ရမယ်ဆိုပြီးတော့ပြည့်ရွတ်တယ်လို့နှုတ်တိုက်ချပေးရခံရဘူးတယ်။ငါးရန်အရောက်မှာ၃ပါလာကြတာနဲ့ဝန်ထမ်းမဲ့လုပ်ပါတော့ဖြစ်သွားတာ။အဲ့ဒီကလေးကတောက်လျှောက်ဝန်ထမ်းကြီးပဲလှုပ်ခိုင်းတော့တာ။ထူးဆန်းစွာပဲငါးနှစ်လောက်အပြောခံလိုက်ရတဲ့အခါမှာ ူများမေးလဲဝန်ထမ်းလုပ်မယ်ပဲပြောမိတော့တယ်။ပြန်နှန်းဝင်ဝန်ထမ်းလောက်ဖြစ်အောင်ကြိုးစားပြီးတော့ပင်စင်စားမယ်အထာနဲ့စင်တွေထုခတ်တယ်လို့ပေါ့။ဒါမှအချိန်တန်းတော့အိမ်ကထွက်ပြေးရပဲ။ပြေးလို့ဝန်ထမ်းတစ်စီကနေလွတ်သွားလားဆိုတော့နောက်ထပ်ဆယ်စုနှစ်တွေအထိခြောက်ခံနေခဲ့ရတယ်။နောက်ဆုံးစာရေးရှင်လို့ရှိရင်ဝန်ထမ်းလုပ်ပြီးတော့ဌာနဆိုင်ရာမဂ္ဂဇင်းတွေမှာရေးပါလားတဲ့။ရွှေညံတော်တွေရွှေညံတော်တွေသူတို့စိတ်မှာဝန်ထမ်းဘဝဟာဂုံနဲ့ဘဝအာမခံချက်ရှိဆုံးကိစ္စလို့သက်ပတ်လုံး ပုံလိမ်နီးထုတ်ထားတာဖြစ်ပါတယ်။အဲဒီစာအုပ်တွေမှာဝန်ထမ်းတွေရဲ့မပြည့်စုံမှုတွေအနစ်နာခံမှုစေတနာတွေဘာညာတွေရေးကြပေမဲ့ဘသူမှအဖက်လုပ်ပြီးဖတ်တယ်မကြုံဘူးပါဘူး။ဝန်ထမ်းချင်းဆိုတနာဖို့ကောင်းတယ်ဆိုပေမဲ့ဆင်းရဲသားအရသားတယောက်အတွက်ဆိုယုတ်တိမရှိလာဘူး။ထိုင်းဘက်ကဘဝတစ်ခုလုံးဖောင်ဖြတ်ပြီးတော့လာခဲ့တဲ့မန်ပါလူတယောက်စီရနေပြီးတော့လာစဉ်ဝင်ငွေရနေတဲ့လှုပ်ရှိတဲ့လူတွေကငွေညစ်တာတွေခံလာရတဲ့အခါမှာဘလို့လို့ဝန်ထမ်းတွေရဲ့ဇက်နာပြမှုကသူတို့အတွက်ယုတ်တိတန်တော့မလဲ။ပြီးတော့ဒီစာအုပ်တွေဟာတစ်နှစ်မှတစ်ခါထုတ်တဲ့ နှစ်ပတ်လည်မဂ္ဂဇင်းတွေလीစာအုပ်ထဲကဇာတ်လမ်းတွေကိုကျင်းစားပြီးတော့ဝန်ထမ်းတက်တာချောင်းချီအောင်လဲမမေရရဘာမှမလုပ်ပေးခဲ့ဘူးအဲ့ဒါနဲ့မောင်ရင်လန်းခေါင်းမာနေတော့တေကန်းဖြတ်တယ်ဒီဘာကြီးပေါ်တော့တော့နဲ့ကြုံလိုက်ရပါသေးတယ်အကြောင်းအရရောသွားပဲအချိန်ဆွဲအသက်ကျော်သွားပြီးတော့ဝန်ထမ်းမဖြစ်လိုက်ဘူးဆိုပါတော့ဆက်ဆက်ပြီးပြောရလို့ရှင်ဒေါန်ဆန်းစုကြီးခင်မှာအကျင့်ပြတ်တဲ့အကောင်ကြီးပျောက်သွားလားဆိုတော့နည်းသွားတယ်လို့ပြောလို့ရပါပဲတစ်ဖက်မှာလည်း လမ်းကြောင်းတွေပြောင်းကုန်ပါတယ်လွတ်လပ်စွာပြောဆိုခွင့်အထိုက်လျောက်ရှိတာရဲ့တိုင်တန်းမှုရန်တရားရှိတာတွေရဲ့အကြောင်းအရင်လိုလက်စားတော့ဘာဖြစ်လဲမဖြစ်ရတော့ပါဘူးအဲ့ဒီတော့မှတ်မိပါသေးတယ်အကိုဝမ်းခွဲဝန်ထမ်းကျောင်းဆရာတယောက်ရဲ့နောက်ထပ်နိုင်ငံရေးထဲကလူဟောင်းတချို့ဟာဒေါ်စုပဲဖြစ်ဖြစ်မိမမိမပါပဲကွာတဲ့သူတို့ဟာဒေါအောင်ဆန်းစုကြည်ကိုလူလို့မမြင်ပဲမိမလို့မြင်တာမျိုးအခုတော့လဲဘဘကျေးဇူးနဲ့အဲ့ဒီလူတွေစစ်ဘေးရှောင်နေကြရပါပြီဒါကကြုံလုံးပြောပြတာပါ ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့မောင်ရင်ဘလို့သဘောထားမျိုးရှိကြောင်း Alfred Nobel မှဒီဒေါန်ဆန်းစုကြည်ဆိုတဲ့အပိုင်းမှာပြောခဲ့ပြီးဖြစ်ပါတယ်။အခုကသူ့လက်ထက်မှာလမ်းကြောင်းပြောင်းသွားတဲ့တချို့လက်ငွေစည်းကြောင်းတွေကိုပြောခြင်းလို့ပလင်ခိုင်အောင်ပဲ။ယင်းရောက်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ရက်ဘက်ဝန်ထမ်းတွေပေါင်းစားရတဲ့ပေါင်းအိုးတွေဟာ Daniel Lee ခစ်ရောက်တဲ့အခါမှာလွတ်တော်ကိုယ်စားတဲ့တချို့ရဲ့အင်ဂျင်စီကိုယောက်သွားတာမျိုးစီးပွားရေးခွင်တွေရိုက်ကြတာမျိုးတွေရှိခဲ့တယ်။အကျင့်ပြက်ကောင်တွေဟာသူတို့စခွက်တွေကိုနောက်ထပ်ကောင်တွေကလာလို့ရတဲ့အခါမှာပို့ပြီး ဆက်ဆက်အထိမကန်ဖြစ်လာတာပေါ့အဲ့ဒီကာလာတွင် အာနာသိမ့်မှုခဏခဏတိုက်တွန်းလာရီအာနာသိမ့်ပြီဆိုပြီးတော့အောင်ဝဲခံလို့အဖမ်းခံရတာတွေအထိအင့်ရဲလာကြတာတွေမြင်ခဲ့ကြရမှာဖြစ်ပါတယ်ဒီတော့ပြည်သူတွေကြားတဲ့အများကြီးခြောင်ကြီးခဲ့တာမဟုတ်ပဲနဲ့ချကောင်တွေနေရာအနှံ့ဝန်းရံပြီးနေခဲ့ကြရတာပါခုဆိုပြောစရာကိုမရှိတော့ပါဘူးလုံုံကြီးဆိုတာအဓိကဖြစ်နေတဲ့အခါမှာကြံတဲ့ဘာကိစ္စကမှဆောင်ရွက်ဖို့အဆင်မပြေတော့ဘူးတိုင်ကြားစရာနေရာမရှိတိုင်လဲအရာမရောက်အချင်းချင်းတည်င်းပေးတာတော့မ ဘယ်ဝန်ထမ်းကကောင်းတယ်ဆိုရဲဆိုတာထက်ဘယ်ဌာနဆိုရင်တော့ဘယ်လောက်ပေးရင်ပြည်လည်လောက်ပါတယ်ဆိုတာမျိုးပဲတွက်ကြတော့တယ်တင်ဝင်လမ်းကြောင်းဆိုတာမရှိတင်ဝင်လမ်းကြောင်းစောင့်လို့ရှိရင်ကြာမယ်ရချင်မှလည်းရမယ်ဆိုတော့အရေးပေါ်ကိစ္စကြုံတဲ့အခါမှာရရနီးနဲ့ရှင်းကြရတယ်တန်ရှင်းသောအစိုးရကောင်းမွန်သောအစိုးရဆိုတာကိုတန်ရှင်းနဲ့ကိုကောင်းမွန်တို့တမနာဖြစ်ရင်တော့မသေးကြဘူးအချင်းချင်းဖေးမှပြီးပဲသွားနေကြရတာအခုကကျင့်ဝတ်တွေတောင်းချောက်ထောင်းနဲ့နေရမဲ့လူတွေဟာအာနာကိုတစ္ဆာခံပြီး လူလူကိုမျက်နာမမူတာကိုအားလုံးနဲ့အတူဆွေးနွေးတဲ့သဘောပါပဲ။မောင်ရင်တို့လိုဘွားလူတွေကိုတိုင်တယ်ပြောပြကျင်တာလည်းပါတာပေါ့။ပြီးတော့ဒါဒီပြောတာဟာစစ်အာဏာရှင်အဆက်ဆက်ကိုကြောထောက်နောက်ခံတဲ့ဝန်ထမ်းတွေကိုပဲပြောတာမဟုတ်ဘူး။ဒီစနစ်ဆိုးကိုပပျက်ဖို့တိုက်ခိုက်နေကြရတဲ့တော်လိုင်းရင်ဘတ်တော်သားတွေမှာလည်းအလားတူမကျူးလွန်မိဖို့စံနမူနာကောင်းတွေတိဆောက်ဖို့လိုကြောင်းလက်တွေ့နေတာဖြစ်ပါတယ်။သူတို့လည်းဘာမှမထူးဘူးလို့ပြည်သူကအတန်များများထွက်လာတဲ့အခါမှာတကယ်ကိုဘာမှမထူးတဲ့အခြေအနေဖြစ်သွားမှာမလွဲဘူး။ ြည်သူဘတ်တော်သားလူလူဝန်ထမ်းလို့ခံယူရတဲ့အခါမှာဘသူမဆိုကျင့်ဝတ်နဲ့စည်းကမ်းဥပဒေတွေကိုကျွဲကူးရေးပါချုပ်တီးခံယူပြီးကျင့်သုံးကြရမှာပါအဲ့ဒီထဲမှာတော်လိုင်းရေးမုတ်စိတ်ဖြူတိုင်းချာကြီးတွေလည်းပါပါတယ်ညံတဲ့ဘုံကတော့ထလိုက်ပြီး ဘယ်နာပဲစီးနားဆင်ရမလဲ Apple Podcast ရပါတယ် Spotify မှာတင်ထားပါသည်ဗျ VPN ရဲ့ channel များ Facebook page နဲ့ YouTube မှာဗျာ Like and Subscribe လုပ်နိုင်တယ်ဘိုင်းပစ်တင်ရင်သိရတာပေါ့ဘာမာ Podcast Network မှာရှိုးများစွာကိုနားဆင်နိုင်တယ်ရှိုးများစွာကိုနားဆင်နိုင်တယ် Hey ဆုံးသက်မှာမိကုံးလေးတစ်ခုထပ်မေးနေတာကရွေးကောက်ပွဲပြီးတော့ပြောင်းသွားမယ်ထင်ပါလားဆိုရယ်မိကုံးပါပဲ ကိုလိုလိုအားလုံးစူပေါင်းစွမ်းအားနဲ့မတရားမှုတွေကိုရှင်းထုတ်ပြီးတော့တရားရတဲ့ရန်ရည်တိဆောက်နိုင်ကြပါစေ။ရှီလျားလှတဲ့မာရသွန်ပေါ့ကတ်ကိုသီးခံနားထောင်ပေးကြလို့အစဉ်မြန်လေးစားကြည့်စုတင်ရပါဗျာ။